thank you ်မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်လက်နက်စက်ကြာရှင်ရုရှားဘီယင်ပူတင်နဲ့မြန်မာဘီယင်ဖြစ်တဲ့သူကိုယ်တိုင်တွေးဆောင်ခွင့်ရမှုမှာမျက်စွာဖျားရှင်ရဲ့ပြရိတ်ဒေါ်လာမဟာမိတ်ဖြစ်လက်တန်ဆိုတဲ့စကားကြောင့်ဖြစ်ပြီးဦးအောင်စရာအထုပ်ပတိစာအုပ်ကိုမင်းအောင်လိုင်ကပူတင်ကိုပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်လက်နက်စက်ကြာရှင်ရုရှားဘီယင်ပူတင်နဲ့မြန်မာဘီယင်ဖြစ်တဲ့သူကိုယ်တိုင်တွေးဆောင်ရမှုမှာမျက်စွာဖျားရှင်ရဲ့ပြရိတ်ဒေါ်လာမဟာမိတ်ဖြစ်လက်တန်ဆိုတဲ့ပြရိတ်စကားကြောင့်လို့ဆိုပြီးစစ်ကောင်းဆောင်မင်းအောင်လိုင်ကရုရှားက ခေါင်းဆောင်ပူတင်ကိုဥအောင်စင်ရအထုပ်ပတိအဆောက်ကိုပြန်အလိုက်ကြောင်းသိရပါတယ်။မနေ့ကမလလီရဲ့နေ့မင်းအောင်လိုင်ကပူတင်ကိုမော်စကိုမှာတွေ့စဉ်မင်းအောင်လိုင်ကဝမ်တာအာရနဲ့အဲ့ဒီလိုပြောဆိုပြီး1838ခုနှစ်မှာထုံဝေခဲ့တဲ့မဟာပိသက်ကပန်နီတာပွဲခံပါဠိစာကြီးဥစော်ရေးသားထားတဲ့ဥအောင်စင်ရအထုပ်ပတိအဆောက်ကိုပူတင်ထံကိုပေးရခဲ့တာဖြစ်ပါတယ်။ မဟာပိသကပဏိတဘွယ်ခံပါဠိစီရာကြီးဥဆောင်ရေးသားထားတဲ့ဥအောင်စီရာအထုပ်ပတိစာအုပ်မှာမြတ်စွာဘုရားကသောမကြွဖြူမင်းကမြေစီမြေဥတွေကို တူးယူခဲ့လို့အဲ့ဒီမြေစီမြေဥတို့နဲ့မြတ်စွာဘုရားကိုပူဇော်တက္ကာယပြုဝါရင်အဲ့လိုပူဇော်တာကိုမြတ်စွာဘုရားခံယူတော်မူတဲ့ပြုံးတော်မူတဲ့ပြုံးတော်မူတဲ့အကြောင်းကိုညီတော်အာနန္ဒာကလျှောက်ထားတော့မြတ်စွာဘုရားကချစ်သားအာနန္ဒာဤသောမကြွမင်းကငါဘုရားသာသနာတော်အနှစ်2000ကျော်သောအခါပပမင်းတို့လက်ထက်သိုးဆောင်12မျိုးတို့မှာရုရှားလူမျိုးဖြစ်လက်တဲ့ န်အဲ့ဒီရုရှားလူမျိုးမင်းကလက်နက်စက်ကြာမျိုးမျိုးကိုတက်မြောက်၍လက်နက်စက်ကြာရှင်ဖြစ်လက်တန်းထို့လက်နက်ရှင်ဖြစ်သောရုရှားမင်းကအပန္ဒရာတိုင်းကြီးရှင်မြမဖီရင်တို့နဲ့ချစ်ကြည်သောမဟာမိတ်ဖြစ်လက်တန်းဆိုပြီးပြရိတ်စကားမွတ်ကြားတော်မူခဲ့ကြောင်းမင်းရောင်လိုင်ကပြောဆိုပါတယ် အခုကမြန်စွာဖျားရှင်ရဲ့တာသနာတော်ကတာသနာနှစ်2500ကျော်လာပြီဖြစ်ကြောင်းရုရှားကောင်းဆောင်ဗလာဒီမာပူတင်ကနှစ်ပေါင်း20ကျော်ကြာအုပ်ချုပ်တဲ့ရုရှားနိုင်ငံကောင်းဆောင်ဘုရင်ဖြစ်ကြောင်းရုရှားမှာလက်နက်အရာမှထိတ်တန့်ရောက်ရှိနေပြီဖြစ်ကြောင်းမြန်စွာဖျားရှင်ရဲ့ပြားရိတ်တော်စကားမှာမှန်ကန်နေပြီဖြစ်ကြောင်းမင်းအောင်လိုင်ကဆိုပါတယ်မြန်စွာဖျားရှင်ရဲ့ပြားရိတ်ကထူးထူးခြားခြားတိုက်ဆိုင်နေတာအံ့ဩဖွယ်မှန်ကန်နေပါတယ်ကျွန်တော်ကိုကျွန်တော်တို့စီကရှေးလူကြီးတအုပ်ပြုလို့အဲ့ဒါလေးပြလို့ကျွန်တော်သိရတာဖြစ်ပါတယ်လို့မင်းအောင်လိုင်ကဦးအောင်စင်ရရဲ့အထုပ်ပတ်တီကို ူတင်ရဲ့လက်ထဲကိုပေးအပ်ရင်းနဲ့အလွန်ဝမ်းသာအားရပြောဆိုပါတယ်ရုရှားနိုင်ငံကမြန်မာနိုင်ငံအတွက်အလွန်အရေးကြီးပြီးယုံကြည်ရတဲ့နိုင်ငံဖြစ်ကြောင်းရုရှားရဲ့ကဘာကြီးငြိမ်းချမ်းရေးဆောင်ရွက်ချက်မှန်သမျှကိုအစဉ်တစိုင်းအပြည့်အဝထောက်ခံကြောင်းမင်းအောင်လိုင်ကဆိုပါတယ်ပူတင်ကမြန်မာနိုင်ငံမှာလီးယားစစ်တပ်အတွက်အသေးစားနျူကလ ියා တပ်ပေါင်းဖို့တိစောက်ရေးအကူအညီပေးဖြစ်မှာဖြစ်ကြောင်းမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးအခြေအနေတွေမှာစစ်ကောင်စီကိုထောက်ခံကြောင်းရုရှားနဲ့မြန်မာနိုင်ငံကြားကုန်သွယ်ရေးစီးပွားရေးနဲ့ကဏ္ဍပေါင်းစုံမှာမြင့်တက်မှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ် နောက်ထပ်တပုံးအနေနဲ့ပဲခူးမကွေးနေရန်ကုန်တိုင်းတို့မှာစစ်တပ်ကလူငယ်များကိုစစ်မှုထမ်းခိုင်းဖို့ပေါ်တာဆွဲဖမ်းဆီးနေပြီးပြည်ပရောက်လူငယ်များကိုစစ်မှုထမ်းဖို့ပြန်လည်ခေါ်ရင်းမိဘဆွေမျိုးတွေကိုရုံးကိုခေါ်ယူတတိပေးနေပါတယ်။ပဲခူးတိုင်းတွင်ရှိတာယာဝတီမျိုးနယ်နဲ့အုပ်ဖို့မျိုးနယ်တို့မှာအကြံဘတ်စစ်တပ်ကလူငယ်20မိဘကိုပေါ်တာဆွဲဖမ်းဆီးကြောင်းဒေသခံဖြစ်သူတွေကပြောပါတယ်။မလတီရည်နဲ့ည8နာရီကမှတာယာဝတီမျိုးနယ်အတွင်းရှိစင်းရက်ကွက်အုပ်ချုပ်ရေးမှုအငယ်လေးဦးဆောင်ပြီး30မျိုးမှရှင်းများနဲ့ပြူစော်တီများကရက်ကွက်အတွင်းနေထိုင်တဲ့ကိုဗ မော်တာဆိုသူကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းအဲ့လိုပေါ်တာဆွဲဖမ်းဆီးပြီးအပြန်မှာလည်းအလေကုန်းတာဆောင်မှနေထိုင်တဲ့လူငယ်တအုပ်ထမှန်ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါတယ်ဖေဖော်ဝါရီလ28ရက်နေ့ညနေ9:00နာရီကမှအုပ်ဖို့မြို့နယ်တစ်စိန်ကုန်းကြီးရွာမှာပဲချွေနေတဲ့လူငယ်တအုပ်နဲ့ဆယ်တန်းကျောင်းသားတအုပ်ကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကအိမ်စီကနဲ့ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖမ်းဆီးခံရသူများထဲမှာဆယ်တန်းကျောင်းသားကရှာအိမ်မူသားဖြစ်တာကြောင့်ပြန်လည်လွတ်ပြေးခဲ့ကြောင်းသိရပါတယ်အဲ့ဒီနေ့မှာညနေ6:00နာရီ ်ကမ်းမှာအုပ်ဖို့မျိုးနဲ့ဥတိုကြီးရွာမှာချင်းခတ်ပြီးပြန်လာတဲ့လူငယ်တအုပ်ကိုအကြံဖက်စစ်ကောင်စီတပ်သားတွေကအိမ်စီကနဲ့လာရောက်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဖေဖော်ဝါရီလ29ရက်ကလည်းအုပ်ဖို့မျိုးစီတဝန်လမ်းမှာနေထိုင်တဲ့ကိုတန်းချောင်းပါဝင်လူငယ်တွေကိုစစ်မှုထမ်းရမယ်လို့ဆိုပြီးအကြံဖက်စစ်ကောင်စီတပ်သားတွေကအတင်းအကြပ်ပေါ်တာဆွဲဖမ်းဆီးသွားကြောင်းသိရပါတယ်။ ဒါအပြင်ရန်ကုန်မြို့မြန်ကုန်းမြို့နဲ့တမိုင်းတင့်ရက်ကွက်မြို့ဟောင်းခုနှစ်လမ်းမှာအကြံဘတ်စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးကစစ်မှုရန်စင်ခေါ်ရင်ညှိနှိုင်းစည်းဝေးများဖိတ်ခေါ်ပြီးစစ်မှုရန်ကြီးများပေးဆောင်ဖို့ငွေညစ်ခြင်းပြည်ပရောက်လူငယ်တွေကိုစစ်မှုထမ်းအလဲကျလာပါကစစ်မှုထမ်းခိုင်းဖို့ပြန်လည်ခေါ်ယူထားရင်ဖိအားပေးနေကြောင်းသိရပါတယ်။မြန်ကုန်းမြို့နယ်ရက်ရက်ကွက်တွင်မှစစ်ခွေးခန့်အုပ်ချုပ်ရေးမှူးတွေကစစ်မှုထမ်းစင်ခေါ်ရင်ညှိနှိုင်းစည်းဝေးတွေခေါ်ပြီးပြည်သူတွေစီကနေငွေညစ်နေပါတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။အလာတူကော်မူးမြို့နယ်မှာလည်းတာတိုင်ကြီးပါအုပ်ချုပ်ရေးမှူးနဲ့အပေါင်းပါတွေကစစ်မှုထမ်း ကြီးတအိမ်လင်းငွေကျပ်2000တောင်းခံပြီးအသက်16နှစ်ကျော်လူငယ်များရှိတဲ့နေအိမ်တွေကိုတအိမ်လင်းငွေကျပ်3000တောင်းအတင်းအဓမ္မလိုက်လံတောင်းခံနေကြောင်းသိရပါတယ်အလားတူမကွေတိုင်း ပခုတ်ကူမျိုးနဲ့ကံလာကျွရမှာအကြံပတ်စစ်တပ်ကအုပ်ချုပ်ရေးမှူးထိန်ဝင်းကကြီးရွာတစ်ခုလုံးစစ်မှုထမ်းဖို့မင်းနိုင်ရမယ်လို့ပြောပြီးမင်းမနိုင်ချင်မှာကအိနာစုတစုလေးငွေကျပ်2000တော့အတင်းအထမလိုင်းလံကောက်ခံနေကြောင်းသိရပါတယ်။ပခုတ်ကူမျိုးနဲ့ကံလာရွာကအင်ဂျင်900ခန်းရှိပြီးရတဲ့ငွေတွေကိုအကြံပတ်စစ်တပ်နဲ့ခွဲယူကကံလာရွာမှာလည်းလောင်းကစားဝိုင်းများအကြီးကျယ်လှုပ်ဆောင်နေကြောင်းအလောင်းကစားဝိုင်းကိုတင်းကပ်ပြူစော်တီကောင်းဆောင်မြင့်ကြီးနဲ့စမ်းတော်တို့ဖွဲ့ကဦးစီးလှုပ်ဆောင်နေကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့တာပေါင်းခမရ300ရှစ်ကခင်းစကန် NAE ပူပေါင်းတပ်သိမ်းပိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ AR တိုင်းတာပေါင်းမြို့နယ်အခြေဆိုင်စစ်ကောင်စီခမာယာ300ရှစ်တိုင်ရင်ကကင်းစကန်ဖြစ်တဲ့ကမွန်းတင်တောင်တပ်စကန်ကိုအာရခတ်တပ်တော်ကြီးနဲ့ပူပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မလာလီရဲ့နေထိုင်တိုက်ပွဲဆက်လက်ဖြစ်နေရလို့စစ်ရေးအခြေအနေကိုသိရှိတဲ့ဒေသခံတွေကပြောပါရယ်။ ခမာယ385မိုင်ကန်အကွာတဲဖြူရွာနီကကမွန်ကျင်တောင်ကကင်စကန်ကိုလာရောက်ကြီးချက်ဖို့စစ်ကောင်စီတပ်ဖြူဟာမှုရောက်လာချိန်အေအေနဲ့ပူပေါင်းတပ်ကမလ၂ရက်နေ့မှာပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်အေအေကစနိုက်ပါနဲ့ပစ်ခတ်ခဲ့လို့ဖြူဟာမှုကိုထိမှန်တင်ဆုံးချိန်ဥဆောင်သူမရှိပဲစစ်ကောင်စီတပ်သားတွေကစကန်းဆုတ်ခွာထွက်ပြေးသွားကြတယ်လို့ဒေသခံတုံးကပြောပါတယ်တဲဖြူရှိကကမွန်ကျင်တောင်ကမှဖြစ်တာအဲ့ဒီမှာဖြစ်တာဖြူဟာမှုတယောက်ကြတယ်ဒီနေ့ကမလ၃ရက်နေ့ရဲရရှိတယောက်တန်ရာရတယ်ကကင်းလောလောဆယ်တော့ကြာသွားတယ်တပ်တွေအကုန်လုံးပြ က်သွားတယ်။တည်ဆုံသွားတဲ့ပြူဟောင်မှုရဲ့နာမည်နဲ့ကိုကြီးအချက်လက်အသေးစိတ်ကိုတော့မသိရသေးဘူးလို့သူကပြောပါတယ်။ကမွန်းတက်တောင်ကကင်းစကန်ကနေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားပြီးမြေအေးပူပေါင်းတက်က ဆက်လက်ထိန်းချုပ်မထားဘဲစကန်ကိုရှင်းလင်းပြီးပြန်လည်ဆုတ်ခွာသွားတာကြောင့်လက်ရှိမှာစစ်ကောင်စီတပ်ကအင်အားတိုးပြီးအဲ့ဒီစကန်မှာပြန်လည်ထိုင်ချထားပြီလို့ဒေသခံတွေကပြောပါတယ်။တဲပြူရွာအနီးတစ်ဝိုက်ကိုခမာရ308တန်ရင်ကစစ်အင်အားပြင်မြောင်းများမြို့နယ်အခြေဆိုင်ခလာရ63တန်ရင်ကစစ်အင်အားတွေကပါလာရောက်ပူပေါင်းပြီးခန့်စစ်ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။ ဒါအပြင်မလလီရနေမှာရန်ကုန်မြို့ဘက်ကလာတဲ့ရေတပ်ဖွဲ့ဝင်အင်အား20ကျော်နဲ့တဲဖြူရွာကိုထပ်မံရောက်လာတယ်လို့ဆိုပါတယ်။လက်ရှိမှာတဲဖြူကျေးရွာနီးလက်နက်ကြီးရောလက်နက်ငယ်ပြစ်ခတ်တန်းနေပါကြားနေရတယ်လို့ဆိုပါတယ်။ဒီအခြေအနေနဲ့ပတ်သက်လို့စစ်ကောင်စီရဲ့အရာဝတီတိုင်းပြောခွင့်ရသူတိုင်းလူမှုရေးဝန်ကြီးအခွင့်မောင်းကြီးကိုသတင်းဌာနက ဆက်သွယ်ခဲ့ပြီးမြဖုန်းလက်ခံဖြည့်ဆိုတာမျိုးမရှိပါဘူး။ဇန်နဝါရီလ28ရက်နေ့ကလည်းတာပေါင်းမျိုးနဲ့တစ်ဖြူရရေစကန်ကိုရိတ်ခါပို့သွားတဲ့တာပေါင်းမျိုးမှရေစကန်ကစကန်မှုဦးဝင်းနိုင်အောင်လိုက်ပါလာတဲ့ရှင်ကိုအေအေနဲ့ပူပေါင်းတက်တွင် တစ်ဖြူရွာနဲ့ကြားကောင်းရွာနီးမှာစနိုက်ပါနဲ့ပစ်ခတ်လို့စခန်းမှုဝင်နိုင်အောင်တိစုံခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်၂024ခုနှစ်ဒီဇင်ဘာလကစလို့ရခိုင်ယူမနဲ့ဆက်ဆက်နေတဲ့အရာရီတိုင်းပတ်သိမ်ရေးကြီးနဲ့တာပေါင်းမြို့နယ်အစုံဖျားကစစ်ကောင်စီတပ်စခန်းနေရာတွေမှာတိုက်ပွဲတွေဖြစ်နေပြီးအေအေနဲ့ပူးပေါင်းတပ်ကနေမြေတချို့ကိုထိန်းချုပ်ထားတယ်လို့ဒေသခံတွေကပြောပါရယ် နောက်ထပ်တပုံးနေနဲ့စစ်ကောင်စီတပ်ရဲ့နည်းမြှင့်ရှင်းလင်းမှုကြောင့်ကမ်ဘလူဒေသက2000ကန်ထွက်ပြေးနေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းကမ်ဘလူမျိုးနယ်ကမန္တလေးမြေကြီးနာကားလမ်းမကိုစစ်ကောင်စီတပ်ကထိန်းချုပ်နိုင်ဖို့အင်အားအလုံးကြီးနဲ့နည်းမြှင့်ရှင်းလင်းနေတာကြောင့်ဒေသက2000နီးပါးဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ဒေသခံတွေနဲ့ကာကွယ်တပ်ဖွဲ့ဝင်တွေကမလ9ရက်နေ့မှာပြောပါရယ်။လက်ရှိမှာမန္တလေးမြေကြီးနာကားလမ်းမမှာရှိတဲ့ငပြိုတိုင်းရွာတဝိုက်မှာစစ်ကောင်စီတပ်ကအပြင်အထံနည်းမြှင့်ရှင်းလင်းရေးဆောင်ရွက်နေရလို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တောင်းကပြောပါရယ်။ကမ်ဘလူမျိုးနယ် ောင်ဘက်အချမ်းမှာဆိုရင်ပြီးခဲ့တဲ့လ26ရက်နေ့ကစလို့ဒေသခံတွေတင်းရှောင်နေကြတာတိုက်ပွဲတွေလည်းပြင်းထန်နေတယ်စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းကအများကြီးရှိနေတာငပြောတိုင်းရွာဘက်မှာလည်းရှိတယ်စီကုန်းရွာဘက်မှာရောကာဘုံရွာဘက်မှာရောဆိုတော့ရွာပေါင်း20ကျော်မြင့်ထွက်ပြေးနေကြတာအခုချိန်ကရေရှားတဲ့ချိန်ဆိုတော့ပြည်သူတွေလည်းတင်းရှောင်နေရတာခက်ခဲရှိတာပေါ့တင်းရှောင်နေရတဲ့ရွာတွေကပါကြောင်ရှောင်ထွက်ရလဲဆိုရင်စစ်ကောင်စီတပ်ကစစ်ကြောင်းထွက်သွားပြီဆိုရင်အနောက်မှာကင်းတဘောမြို့နယ်ခြံထားခဲ့တာအဲ့ဒီကနေဒရုန်းနိုင်လိုက်ချတာပြည်သူတွေလည်းအဲ့ဒါကြောင့်ရွာတွေပြန်မနေရကြတာပြီးခဲ့တဲ့ဖေဖော်ဝါရီ ိုင်းလကုံပိုင်းကစာလုစစ်ကောင်စီတရဲစစ်ကြောင်းတို့လှုံ့ရှားမှုတွေ၊ဒရုန်းနဲ့ပုံချတိုက်ခိုက်မှုတွေပြင်ပြည်သူကာကွယ်ရေးတပ်တွေနဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်ကျေးရွာပေါင်း20ကျော်ကဒေသခံ1000နီးပါးထွက်ပြေးနေရတယ်လို့ဆိုပါတယ်။ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ရွာတွေလက်ထဝက်လောက်ကမန္တလေးမြစ်ကြီးနာကားလမ်းမပေါ်ကကျေးရွာတွေဖြစ်တယ်လို့လည်းဆိုပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ23ရက်နေ့ကကံပလူခြေဆိုင်စစ်ကောင်စီရဲ့ခမာယ361နဲ့ပြည်သူ့စစ်အင်အား300ခန်းကမန္တလေးမြစ်ကြီးနာကားလမ်းပြီးမှရှိတဲ့ငပြောတိုင်းရွာကိုဝင်ရောက်စီးနှင်းခဲ့ပြီးကျေးရွာကားကွင်းအဖွဲ့ခေါင်းဆောင်ပါဝင်3ဦးကိုဖမ်းဆီးတပ်ဖြတ်သွားတယ်လို့ဒေသခံတွေနဲ့ကားကွင်းတပ်ဖွဲ့ဝင်တွေကပြောပါတယ်။